ဟဲမင်္ဂလာပါမင်္ဂလာပါအမျိုးတို့ရေးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေနော်ကဲဥစွာပထမနှုတ်ခွန်ဆက်လိုက်ပါလေနော်ကဲညနေရက်တလုံးလွဲသွားပြန်တယ်မိတ်ဆွေတို့ရေးတလုံးလွတ်သွားပြန်တယ်ပရိတ်ကအလုံးမလုံးဘူးနော်ပရိတ်လှုပ်လိုက်တယ်ပွဲကပြီးရမယ်ကိစ္စအောင်ပရိတ်ကအကောင်းနဲ့စိုက်ကြည့်ပါအောင် SM နော်မေးစူအမြင်မှာညနေဆက်ဒါပေမဲ့ဒီကနေ့ကလည်းကြည့်ဦးအခု၂ရက်ရှိပြီအခု3ရက်လို့တော့မှာ မနေ့ကလည်းဟိုမနေ့ပိုင်းထွက်တဲ့မနေ့ပိုင်းဒီမှာလေငါးသုံးခုကိုခွေရလာဒီမှာညနေမှာတော့ထွက်တယ်နော်ညနေမှာခွန်သုံးဆိုပြီးတော့ထွက်တယ်အခုဒီနေ့လည်းအဲ့လိုလုပ်သွားတာမိတ်ဆွေတို့ရဲ့မရပါလဲဟုတ်တယ်မဒီမှာမနေ့ကတွေ့လားနော်မနေ့ကဒီမှာ16ရက်တော့86တဲ့ချင်းကိုနော်၄နှစ်ရှိထိတ်၅ချောင်းပင်ဟောဒီမှာကြည့်ဒီမှာနှစ်ချောင်းတဲ့ဒီမှာဒီမှာဒီမှာနှစ်ချောင်းဒီကနေ့ကလောက်တာဒီညနေမှာနော်ဒီညနေမှာအဲ့ဒါတော့လောက်တာ မနေ့ကလည်းအိုက်တယ်မယ်မနေ့ကခဏမနေ့ပိုင်းခဏကိုညနေသွားထွက်တယ်အခုလည်းကြည့်အမနေ့ကခဏညနေမှလာထွက်တယ်အဲ့တော့လိုက်ရတာတော်တော်ဆိုးဆိုးဒါကြောင့်ဆက် site ဒီအရန်ကောင်းတယ်ဒီကောင်းကောင်းပြီးအဲ့လိုဒီလုံလုံကတော့တော်တော်ဆိုးတာခံစားရလေတော်တော်ခံစားရခက်တယ်နော်အဲ့တော့မနေ့ကဟိုမှာမိတ်ဆွေတယောက်ဆရာကြီးကမနေ့ပိုင်းခဏနေပြန်ထိုးလိုက်လို့မနေ့ညနေကတထောင်ဘူးဆိုလား မထောင်ဘူးဆိုလားရလိုက်တယ်တဲ့သူကောမမှာသူရေးထားတယ်တော်တာဗောလို့အဲ့ဆရာအရန်တော်တော့ဒါသူကုစုကလည်းပါတယ်ဗောနော်ဒါသူကလည်းသိနေတယ်ဒါဆရာဟိုအမြဲတမ်းသူဆရာ site တွေသူအမြဲတမ်းကြည့်ပြီးခွန်နေနေတဲ့မိတ်ဆွေတွေဆိုတော့သူတို့သိနေတာဗောဟုတ်လားသိနေတော့ဒါသူကုစုကလည်းပါလို့ဗောလေနော်ပါလို့လည်းသူခွန်နေတာဗောအဲ့တော့အခုဒီညနေဆိုလည်းကြည့်ပါဦးကောင်းလိုက်တာကနန်းကိုနော်အပပပပရင်းကပရိတ်ကိုကြိုက်တာဆရာဒီညနေညာ

မနေ့စာညစာတခါလေအပီးတင်ပေးတယ်မင်းနော်တခါလေအပီးပြပေးမှာလားဒါကမနေ့ပိုင်းတကွက်တယ်လားတကွက်ကောင်းနော်မနေ့ပိုင်းတကွက်ကောင်းနောက်တခါဒီမှာကညနေပိုင်းနော်ဒါကညနေပိုင်းကသူကဘလူးလဲနှစ်ကွက်ညနေပိုင်းနှစ်ကွက်မနေ့ပိုင်းကတကွက်ညနေဒါညနေဆက်နော်ညနေဆက်ကနှစ်ကွက်အဲ့ဒီလိုလာမှာလားကဲဒါဆိုရင်တခါလေရှိရှိဝင်ပြောမနေတော့ကြည်အောင်ကြည်အောင်ဟဲ့လား ကဲသူကမတ်တန်နဲ့သွားမေးဆွေလို့တကွက်တယ်ပဲနော်တကွက်ကောင်းလေးမနေ့ပိုင်းအဲ့တော့ဒီနေ့ခုနကတော့ဆရာပြောတယ်မလားမနေ့မှအလုံးလုံးမလားမသိဘူးငါးပွင့်အခုမနေ့ပြန်အောင်အဲ့လိုဖြစ်နေတယ်ခဏအဲ့တော့ခဏဖြစ်နေတယ်ဆိုတော့သူကအပိတ်ကိုသွားတာအပိတ်လည်းရှိတယ်ပေါ့နော်ဒါပေမဲ့ဆရာတကွက်ကောင်းလေးပဲစိုက်ကောင်းလေးတကွက်လေးပဲဆရာပြပြီးမှလားကြိုင်တော့လှုပ်ပေါ့နော်ကဲဒီမှာ ဟုတ်လား၄6နှစ်အဲ့ဒီ၃လုံးပေါင်းခြင်းနှစ်နော်ဟုတ်ပြီသူအဲ့ဒီဒီနှစ်မှတ်တမ်းနဲ့သွားမှာနော်ဒီနှစ်မှတ်တမ်းနဲ့သွားမှာဟုတ်လားအဲ့ဒီမှာနော်ဒီလိုနှစ်လို့ပြီးတာနော်ကဲဒါဆိုနောက်တစ်ခွင်ဆက်ကြည့်မယ်နောက်တစ်ခါဒီမှာကြည့်၃၄၅เนาะဒီ၃လုံးလည်းသူကနှစ်ပဲဟုတ်ပြီနော်ဟုတ်ဝင်ပါလို့ဒီဆုံးပြန်မှင်းတော့ကုန်ကြတာနော် အဲ့တော့ဒီ3လုံးနှစ်ဒီ3လုံးနှစ်3ပင်ပေါ့နော်ဒီ3ပင်နှစ်ဒီ3ပင်မှာနှစ်အဲ့ဒီနောက်တစ်ပင်ဆက်ကြည့်မယ်နော်နောက်တစ်ပင်ဆက်ကြည့်တော့လေသူကဒီ3လုံးပေါင်းမယ်နော်ဒီမှာ4 6နှစ်ပဲဒီ3လုံးလည်းနှစ်ပဲဟုတ်ပြီအဲ့တော့ဒီနှစ်ဒီနှစ်ဒီနှစ်ကိုယူပါအဲ့ဒါကောင်မတ်သက်ထားပြီးဆရာတို့ယူပြီးတော့ဒီကွက်ကောင်ချနော်ဒီကွက်ကောင်သွားမှာဟာလား ကဲဘယ်လိုသွားမလဲတဲ့ဆိုတော့ကဲကြည့်မယ်နော်အဲ့တော့ဒီသုံးလုံးကတဲ့4 6 2 3လုံးပေါင်းရင်နှဲတယ်နော်အဲ့ဒီနှဲကြောင်းဒီမှာဒီတစ်ပင်ကြော်မယ်နော်ဒီမှာအဲ့ဒါဒီတစ်ပင်ကြော်လိုက်မယ်ဒီတစ်ပင်ကြော်လိုက်မယ်နော်ဒီနှဲကြောင်းနော်ဒီတစ်ပင်ကြော်လိုက်မယ်ကြော်ပြီးတာနဲ့တဲ့သူကဘယ်လိုလှုပ်လှုပ်လဲဆိုတော့ဒီမှာကြည့်နော်အဲ့ဒီနှဲကြောင်းဒါဟုတ်ပြီဒီမှာကြည့်ဒီသုံးလုံးခွန်ငါတုံညာအဲ့ဒီသုံးလုံး နှစ်လို့ထဲတာတွေ့လားဒီနှစ်ကြောင့်နောက်ဒီမှာခွန်၅၃ညာနှစ်လို့ထဲပြီးတော့တခါထပ်ပြီးတော့ထပ်ကြည့်လိုက်ဒီမှာ၄၅၃နှစ်လို့ပဲပြန်ထဲတယ်ဟောဒီသုံးလုံးနှစ်ကိုဒီသုံးလုံးနှစ်လို့ထဲတာဒီနှစ်ကြောင့်ပေါ့နော်ဒီနှစ်ကြောင့်ဒီတပင်ကြော်ပြီးတော့မှပြီးတာဒီတပင်ကြော်ပြီးတော့မှသူကဒီသုံးလုံးနှစ်ဒီသုံးလုံးနှစ်လို့ထဲတာဟုတ်ပြီနော်တကြိမ် ဒီမှာတစ်ခါရပြီနော်ကဲဒါဆိုနောက်တစ်ခါကြည့်မယ်အဲ့တော့တစ်ခါဒီမှာထပ်ပြီးတော့ဒီကောင်နှစ်လို့ပြန်ထည့်ထားတာနော်ဒီမှာတွေ့လား3 4 5နှစ်လို့ထည့်ထားတယ်နော်ဒီမှာဒီနှစ်နော်3 4 5ရှင်းပါတယ်နော်ဒီနှစ်ကြောင့်ဒီပင်ကျော်ပြီးတော့ဒီဒီပင်ကျော်ပြီးတော့ဒီသုံးလုံးနှစ်ကိုဒီသုံးလုံးနှစ်လို့ထည့်ထားဟုတ်ပြီနော်ဒါတပင်နော်ဒီပင်ပြီးပြီအဲ့တော့ဒီမှာကြည့်ထပ်ထားတယ်သူကထပ်ပေးတာတယ်3 4 5သုံးလုံးပေါင်းရင်နှစ်လို့သူပေးတာပြီဒီမှာ ုနကဒီနှစ်ကိုဖြီးတယ်နော်အခုဒီနှစ်အဲ့တော့ဒီသုံးလေးငါနှစ်လို့ဖြစ်တဲ့အတွဲတဲ့ဒီမှာဒီပင်ကိုကြော်ပါနော်ဟာလားဒီသုံးလေးငါနှစ်လို့ဖြစ်တဲ့အတွဲဒီမှာဒီအပင်ကိုဒီပင်ကိုကြော်မယ်ဒီပင်ကိုကြော်မယ်နော်ဒီပင်ကိုကြော်ခုနဒီပင်ကြော်ခဲ့တယ်လို့နော်ဒီသုံးလေးငါနှစ်ကြောင်ဒီပင်ကြော်ပြီးတာနဲ့ဒီမှာကြည့်၈နှစ်နှစ်အဲ့ဒီသုံးလုံးစီတဲ့နှစ်လို့ထည့်ပေးရမယ်တဲ့ဟုတ်ပြီနော်အဲ့ဒီနှစ်ဖြစ်တယ်လို့တဲ့ဒီသုံးလုံးစီတဲ့ နှစ်လို့ပဲထည့်ရမယ်တဲ့ဟောလှတယ်နော်လှတယ်နော်ဆိုင်လေးကြံ့ကြံ့ဖန်ဖန်ရှာရတာနော်ဘိုးဘလို့ပြောမလဲအဲ့လောက်ခေစီတွင်ညာတော့တော့လူမရှာဘူးနော်အဲ့တော့မှန်ပြီနော်ဒီသုံးလုံးနှစ်ကြောင့်ဒီတပင်ကြော်ပြီးတာနဲ့ဒီသုံးလုံးနှစ်ဒီသုံးလုံးနှစ်လို့ထည့်ဟုတ်ပြီနော်ကဲထပ်ကြည့်မယ် ဒီ၃လုံးတခါထပ်ပြီးတော့နှစ်လူရိုက်ထားတယ်ဒီမှာ၃၄၅နှစ်လူရိုက်ထားတာကြောင့်လေဒီတပင်ကိုကြော်မယ်ကြော်ပြီးကြတယ်ဒီမှာဒီ၃လုံးနှစ်ဒီ၃လုံးနှစ်လူထည့်တယ်ဆိုဒါနှစ်၆လူသွားတယ်ကဲဒါဆိုရင်အခုနှစ်ပင်၃ပင်ကတ်ရောက်ပြီကဲဒီမှာလည်းထပ်ပြီးနှစ်ထားတယ်တူလားသူ့လိုပဲနော်ဒီ၃လုံးနှစ်ဒီ၃လုံးနှစ်ဒီ၃လုံးနှစ်ထားပြီဒီမှာလည်းနှစ်ထားပြီဖြစ်တဲ့အတွက်တဲ့ဒီ၃လုံးနှစ်ထားပြီဖြစ်တဲ့အတွက်ဒီဒီပင်ကြော်မယ်နော်ဒီအပင်ကြော်မယ်နော်ခုနလိုပဲဟဟလာဒီ၃လုံးနှစ်ထားလို့ဒီဒီပင်ကြော်ပြီးတော့ ဒါဆိုရင်ねဒီမှာဒီသုံးလုံးနှိမ့်လို့ဖြစ်အောင်ねဒီမှာဗာထိတ်ဝင်မလဲတစ်ထိတ်တဲ့မိတ်ဆွေတို့တစ်ထိတ်ဟောတစ်ထိတ်ရပြီเนาะကဲပြီးတော့နောက်တစ်ချက်အပိတ်ကိုကြည့်မယ်အဲ့တော့တခါဒီသုံးလုံးဒီလေ तू ကနှိမ့်လို့ပဲထည့်ပြရမှာတဲ့ဟောအဲ့တော့ခုနကတော့ဒီမှာနှိမ့်ရပြီเนาะဒီသုံးလုံးနှိမ့်လို့ရပြီပြင်ဒီနှိမ့်လို့ပြန်ထည့်ရမယ်ဆိုတော့ဒီမှာဗာပိတ်မလဲအပိတ်က အဲ့တော့ဒီမှာရှေ့လို့ရပြီ content နှလုံးပေါင်းတာရှေ့လို့ရတဲ့အတွက်၄ဆိုတဲ့ကဏ္ဍတစ်လုံးပိတ်မယ်တ၄တက်ကွက်ကောင်တ၄တက်ကွက်ကောင်နော်အဲ့ဒီမှာကိုးတက်ကွက်ရမယ်တ၉ဆိုပြီးတက်ကွက်ထည့်မယ်နော်ဒါကတ၄ရတော့ main ပေါ့တ၉တက်ကွက်ရမယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာကြည့်ကြာဟိုအပြမယ်အပိတ်အပိတ်ခုနကတော့ဒီမှာဟိုက site ကဟိုကမဖြစ်လို့ site ရမဆန့်လို့ဆရာထည့်မရေးလို့ဒီမှာကြည့်တစ်ချက်ပြပါမယ် နော်ဒီမှာအခုဘယ်ကနေစတာလဲဆိုတော့ဒီမှာတစ်ရှစ်ကနေစတာပဲနော်ဒီမှာတစ်ရှစ်ပြစတာပဲဟာတစ်ရှစ်၄၆ကစတာဒီမှာတစ်ရှစ်၄၆เนาะကဲဒါဆိုရင်အဲ့ဒီကောင်းတယ်ဒီလိုကြည့်လိုက်ဒီမှာနော်နှိ6ခါတိဒီရှင်းနဲ့ပေါင်းတော့ဘယ်လောက်လဲ9နော်9 4ပေါ့ဟာလား9 4မတန်လေသွားတာနော်တွေ့လားဟုတ်ပြီနော်ဒီမှာနော်ဒီမှာတိရှင်းနော်တိရှင်း၄၆ဒီလိုသွားတာနော်ဒီရှင်းကိုခေါ်တာ ဒီရှစ်ကိုပေါင်းတာနော်ဒီရှစ်ကိုပေါင်းတော့ဒီသုံးလုံးပေါင်းခြင်းဒီဘယ်လောက်လဲ၄၉ကိုတွားတာနော်ကြည့်အဲ့ဒါဆိုရင်နောက်တစ်ပင်ဆက်ကြည့်မယ်ဒီကနေ၃ပင်တကတွားမှာဟလားအဲ့တော့နောက်တစ်ပင်ဆက်ကြည့်ရောဘယ်လိုတွားမလဲဆိုတော့ခုနကဒီကောင်ပါသွားပြီနော်ဒီတရှိ၄၆ပါသွားပြီနော်အဲ့ဒါ၄၉ကိုလိုက်ရိုက်ထားပြီတပင်နောက်တစ်ခါအခုဒီပင်ကိုဆက်ကြည့်မယ်နော်ဒီပင်ကိုဆက်ကြည့်တော့ဒီမှာကြည့်နော်ဟလား၃ညာ၂၆၆ဒီ၄လုံးပေါင်းခြင်းဒီလေဘယ်လောက်လဲ လေးကိုပဲတဲ့ဒီမှာတော့ဒီကောင်နော်ဒီကောင်အဲဒီမှာလေးကိုပဲတဲ့လေးကိုမတ်တပ်ပဲသူကဖြစ်နေရမှာဟုတ်ပြီနော်ဒီလေးလုံးပေါင်းတာလေးကိုဒီလေးလုံးပေါင်းတော့လေလေးကိုအဲပြီးတော့266ပြီးတော့ပဲရပါမယ်3026 263ရပါမယ်နော်အဲဒီမှာဒီကောင်လေးကိုလို့ရပြီအဲ့ဒါပြီးတော့တခါနောက်တစ်ပိုင်းထပ်ကြည့်မယ်ဒီမှာ4 5ခွန်နော်4 5ခွန်ကဘယ်လောက်လဲ6 6ကို3နဲ့ပေါင်းခြင်းဒီဘယ်လောက်လဲ4 9ပဲဟုတ်ပြီနော်4 9 4 9မတန်ဒီပေါ်မှာနှစ်ပင်ရပြီနော်ဒီမှာတစ်ပင်ဒီမှာတစ်ပင် အခုတခါဒီမှာဒီ3လုံးတစ်ပင်ဆိုတော့4 9ပဲလေဆိုတော့2ချိန်3ချိန်ရှိပြီနော်အဲ့ဒါပြီးတော့တခါဒီကောင်4 9ကိုဒီမှာထပ်ကြည့်4 2ခွန်က3 3ခုဒီ6နဲ့ပေါင်းခြင်းဒီဘယ်လောက်လဲ6တဲ့6 4ပဲတဲ့6 4မတတ်နဲ့လာတာเนาะ4ချိန်ရှိပြီတွေ့လားဒီမှာဒီမှာ ဒီကောင်လေးလုံးပေါင်းခြင်းကိုလေးအဲဒီကောင်ပေါင်းခြင်းလေးကိုနောက်ဒီမှာဒီကောင်ပေါင်းခြင်းကိုလေးအခုတခါဒီကောင်ခွန်းနှစ်လေး6ပေါင်းခြင်းဒီမှာကိုလေးဟောပြီနော်တွေ့လားခွန်းလေးနှစ်6ပေါင်းခြင်းကိုလေးနော်ဒီမှာဒီကောင်ပေါင်းခြင်းကိုလေးဆိုတော့ကဲအခုတခါလေးကိုဖြစ်အောင်တဲ့ဒီမှာတစ်နှစ်ခွန်းလို့ရှိတစ်နှစ်ခွန်းကတုံညလို့ရှိတာနော်တုံညလို့ရှိတဲ့အတွက်ဒီမှာလေးကိုဖြစ်အောင်လို့ဗာပိတ်ပါတယ် လေးဖြစ်မလားကိုဖြစ်မလားဗောနော်လေးကိုဖြစ်အောင်ဆိုဘာပိတ်မလဲတဲ့ဆိုတော့လေးကိုပိတ်ပြရမှာဟုတ်ပြီနော်အဲ့ဒါဒီမှာတုံညာရှိတာကို1 1 3တော့ဆိုလေးကိုပိတ်ပြရမှာအဲ့တော့ဒီမှာက1နဲ့ဆိုတော့ခါကျတော့သူ့1 4 1 9လို့သူကတဲ့တဲ့ကြာတာဒါ1 4လို့ကြာတာ1 4 1 9ဆိုနှစ်ကွက်ထိုးမယ်နှစ်ကွက်ရံမယ်ဗောနော်ကဲကောင်းပြီဒါဆိုရင်ဒါမနက်ပိုင်းနော်မနက်ပိုင်း1 4နဲ့1 9ဟာလားနော်ဒါမိတ်ဆိုလို့ကြိုက်တယ်လို့ချိန်ချင်းချင်းပြီးတော့လှုပ်ပေါ့နော်ကြိုက်တာနဲ့တော့ဟာလား အဲ့တော့တလီရတော့မိန်းပါเนาะတလီရတော့သူတဲကြအောင်တလီဟဲ့လားဒီကောင်ကတဲမိန်းနော်တဲမိန်းတကူနကွနော်အဲ့မှာ6ချိန်ဝိုင်းနေအဲ့ရွာလဲဦးမယ်တလီတကူတွေ့လား6 4 6ဆိုလောက်ဝိုင်းရွာလဲဦးမယ်เนาะဟုတ်လောက်တတ်တယ်လေသူကပါဝါချိန်ကြီးနက်ခတ်ချိန်ကြီး ်လားလှန်တတ်တယ်ကဲအခုဆရာရတာတင်နှစ်ကွက်ပဲတင်ပြလိုက်ပြီနော်ဒါမိတ်ဆွေတို့ဘာဝချင်းချင်းလဲချင်းလှန်ချင်းလဲလှန်မှာဟလားအားတော့အားမယ်လေးပါပါလေးတော့ပါပါလေးတော့ထူးကြီးလေးတော့ကာမယ်ပေါ့နော်ဒါမနဲ့နော်ဒီကောင်မနဲ့ပိုင်းဒါမနဲ့ပိုင်းပြီးပါပြီဟလားကဲဒါဆိုရင်ဒါကရှင်းပါတယ်နော်ဒါတော့မိတ်ဆွေတို့မရေးနေတော့ဒီမှာမနဲ့ညာမယ်ခွဲရေးနော်ဒါအခုပြပေးပြီဒါမနဲ့နော်ဒါမနဲ့ပိုင်းပြတယ်သိပါတယ်နော်မနဲ့ပိုင်းကဲဒါဆိုရင်ညနေပိုင်းကြည့်ရအောင် ကဲဒီမှာညနေကြည့်မယ်ညနေဆိုင်ကလည်းမိုက်တယ်မေရှူကြီးအရန်ကောင်းတယ်သွားတယ်နော်ကဲဘယ်လိုကြည့်မလဲဆိုတော့ဒီမှာတစ်ရှစ်၃ည၃ည၈တစ်၃ည၃ညပေါင်းချင်း၉ဟောပြီနော်သူကလည်းသုံးပေတစ်ခါသွားမှာဟာလားနောက်တစ်ခါဒီမှာခွန်၄၆၅ဒီ ကိုနဲ့ပေါင်းတော့ဘယ်လောက်လဲ၄ဟုတ်ပြီနော်အဲ့ဒီနောက်တစ်ခါဒီမှာ3ခွန်4ပေါင်းခြင်းဒီဘယ်လောက်လဲ၄ပဲဟုတ်ပြီနော်အခုတစ်ခါပွဲကြတော့ဒီမှာ2 8 26 26ဆိုတော့ဒီ၄လုံးပေါင်းကြရဘယ်လောက်လဲ8နဲ့၄16လို့သူရတယ်နော်6လို့ရဟုတ်ပြီလား6ဖြစ်တယ်ပေါ့နော်အဲ့တော့သူကဒါကိုသူ့အတိုင်းကိုပြင်ညာသွားတာနော်မကြည့်အဲ့ဒီကောင်ပြီးတော့တခါသူကဘယ်လိုပြန်ရိုက်လဲဆိုတော့ အဲ့တော့ဒီလေးလုံးကိုကိုတဲ့ဒီမှာကြည့်ဒီလေးလုံးဒီကိုလို့ပြန်ထည့်ရမယ်တဲ့ဟောဒီမှာ963ကလေးလေးကို9နဲ့ပေါင်းရင်ဒီကိုနော်ဒီလေးလုံးကိုကြောင်းနဲ့ဒီလေးလုံးကိုလို့ပြန်ထည့်ရဟောဒါပရိတ်သွားမှာနော်ဒါအရင်ဆုံးပရိတ်ကိုသွားမှာပြီးတော့မှအချင်းနဲ့ယူမှာဟဟာကဲဒါဆိုနောက်တစ်ခွင့်ကြည့်မယ်ဒီလေးလုံးဒီလေးအဲ့ဒီလေးကြောင်းနဲ့ဒီလေးလုံးဒီလေးလို့ပြန်ထည့်ပေးရမယ်ဟော ီကောင်3เนาะဒီမှာ4ဆိုတော့ဒီမှာကခွန်းဘရိတ်ပေါ့နော်ခွန်းဘရိတ်ခွန်းပွင့်ပေါ့နော်ဒီမှာဒီမှာခွန်ရှိကြအောင်ဒီလေးလုံး၄ဖြစ်ရမှာဆိုတော့ဒီမှာခွန်ရှိကြည့်အောင်ဘရိတ်ကွန်လို့သူကြီးပေးတာပေါ့နော်ကဲဒါဆိုရင်နောက်တော့ပွဲကြည့်မယ်ဒီမှာလဲသူက3တုံညာခွန်း4တဲ့4ပဲတဲ့အဲ့ဒီ4ကြောင်းနဲ့သူကဒီမှာဒီ3လုံးဒီလေ4လို့ဖြစ်ရမယ်တဲ့ဒီမှာ30ရှိကြည့်အောင်ဒါဘရိတ်4လို့ရယူလာပေါ့ဟုတ်မလားဘရိတ်လေးယူပါမယ် ဟုတ်ပြီနော်ကဲဒါဆိုရင်အခုကြည့်ပြီတဲ့အခုပွဲရဒီမှာ6လို့ရတာလေအဲ့တော့6ဖြစ်အောင်လေဒီမှာဒါနဲ့ဒါနဲ့6ဖြစ်ပြရမယ်တဲ့6လို့ပြန်ဖြည့်ပြရမှာဒီမှာ3ရှိချင်ကြောင်ဒီမှာပါလေပရိတ်3ထည့်ပြရမယ်ဟုတ်ပြီနော်ဒီ6ဖြစ်အောင်ဆိုပရိတ်3ထည့်ဒီမှာ3ရှိတယ်အခု6က3လို့ရှိတဲ့အတွက်6ဖြစ်အောင်ပရိတ်3လို့ရပြရမယ်ဟုတ်ပြီနော်ကဲ3ပရိတ်တဲ့ဒါနော်ဒါ3ပရိတ် ုံးပရိယနော်အဲ့တော့တုံးပရိယတဲ့အခါနေရာမှာဆရာတို့အချိန်နဲ့တစ်ခါပြန်ကြည့်လိုက်မယ်နော်အချိန်ကဘာချိန်မလဲတဲ့ဘောပြန်ဆော့ပြန်ဘလူဖြစ်ပြီးတော့မနေ့ကမှအသက်ဝယ်တာဟိုကရေးရမကောင်းပါဘူးမာမြမာနေပြန်ပြီးအောင်သိပါအဲ့ဒါဟောင်းမယ်လွဲနေတာ။အူးတက်ကြီးဝယ်ရတဲ့ဟာဝါ ငါတော့သိပါဘူးအစ်စ်ကခဏလေးမရှိသေးဘူးဟုတ်တယ်အစ်စ်ဝယ်ယူရေးရတာအဆင်မပြေဘူးအဲ့တော့ကဲထားအဲ့တော့အခုဒီမှာပရိတ်ကသူကသုံးပရိတ်ရမယ်နော်အဲ့ဒီသုံးပရိတ်ကိုတဲ့ဒီမှာတစ်ချက်ကြည့်မယ်နော်ဒါကအချိန်နော်ဘယ်လိုချိန်မလဲဆိုတော့ဒီမှာဟုတ်ဒီကောင်ပို့တော်ဆိုးနေတယ် တူပါ။အဲ6 6ကပေါင်းနေရဘယ်လောက်လဲ။၃ည၃ညကိုဒီလေတိုင်းနဲ့ပေါင်းမယ်။ဟောဒီဒီထိတ်နဲ့ပေါင်းတော့နော်။အဲ့တော့၅တဲ့။အဲ့တော့၅နှာခတ်ဒီ၃၅၃ဒီဒီမှာချိန်မယ်တဲ့။ဟုတ်ပြီနော်။အဲ့တော့နှလုံးလုံးဒဲထွက်တယ်တွေ့လား။ကြဲဒါဆိုနောက်တစ်ဝင်ဆက်ကြည့်မယ်เนาะ အခုဒီကောင်ကဒါဒါဒါဗရိတ်ခွန်လို့ရတာယူပေါ့နော်ဒီလေးကိုဒီလေးဖြစ်အောင်ဆိုတော့ခွန်ဗရိတ်လို့ရအဲ့ဒီနေရာမှာဒီမှာကြည့်ဒါကချိန်မယ်နော်6 5ပေါင်းခြင်းဒီ5 5ကိုဒီ3နဲ့ပေါင်းမယ်ရှင်းတဲ့နော်ရှင်းတဲ့ခက်ဒီတဲ့အဲ့ဒါတစ်ချက်ကချိန်မယ်တဲ့ကန်တာဆိုရင်တစ်ချက်ဒီမှာချိန်ပြီနော်တစ်ချက်ဒီမှာချိန်ပြီဗရိတ်ခွန်ဆိုတော့ဘာထိုးစရာလိုလဲသူက6 7ရယ်6 8ဒီနှစ်ကွက်ပဲပေါ့နော် အားမယ်ပေါ့ဟုတ်လား ဒီနှစ်ကွက်ဆိုတော့သူပါထွက်လဲ6တေလို့သူထွက်တာဟုတ်ပြီနော်ကဲဒါဆိုရင်နောက်တစ်ဘွဲကြည့်မယ်သူက၄ဘဲကပ်ပဲနော်အဲ့တော့နောက်တစ်ဘွဲကြည့်တဲ့ခါကျတော့အခုကဲဒီ၄ဟိုတဲ့ဒီ၄ဖြစ်အောင်ဆိုဗရိတ်၄လို့ရတာလေနော်အဲ့ဒီဗရိတ်၄ရတာတဲ့နေရာမှာဒီမှာကြည့်၃၄၁က၈၈၈ကိုဒီက6နဲ့ပေါင်းမယ်၁၃၄6ဒီ၄လုံးပေါင်းတာဆိုတော့ဘယ်လောက်လဲ၄တဲ့ဟဲ့လား အဲ့ဒါလေးနှစ်ခတ်ဒီနေအဲ့ဒါနှစ်လေးဒီမှာချိန်မယ်ဆိုနှစ်လေးကအချိန်ဆိုတဲ့အခါကျတော့ခုနဗရိတ်ကလေးဆိုတော့ तू ပါထိုးမလဲလွယ်လွယ်လေးပဲเนาะခဏရှင်းရှင်းလေးဒါပဲနှစ်လေးချိန်ဗရိတ်လေးဆိုတော့ဟုတ်ပြီလားအဲ့ဒီမှာပါထွက်လဲဒီမှာ၃ည၄ဆိုတကွက်တယ်ထွက်တယ်နော်၃ည၄တကွက်ထွက်တယ်နော်ဒီမှာဒီမှာလည်းအတူတူပေါ့နော်၅၃ကိုဟောပါလဲ၅၃အချိန် ပရိဂတ်ဒီကိုကိုဖြစ်အောင်ဆိုပရိရှစ်ဆို9-3ချိန်ဆို9-3တဲ့တဲ့ကြတာပေါ့နော်အဲ့လိုယူလာပေါ့တဲ့တာဆိုရင်အခုမနေ့ပွဲပြင်မဲ့ပြင်ညနေပွဲကိုကြည့်အောင်နော်တဲ့တာဆိုရင်အခုဒီမှာဒီကောင်ကဘယ်လောက်လဲဒီကောင်6ဒီ6ကိုဒီ6ဖြစ်အောင်ဆိုရင်ဒါဒုကုနာပရိတ်3နော်ပရိဂတ်ဒီမှာ3ရှိရပရိတ်3အဲ့ဒီကို3ကိုတဲ့ဒီမှာဒီကောင်ကအချင်းယူမှာ4-6ခွန်ကဘယ်လောက်လဲခွန်ခွန်ကိုဒီ6နဲ့ပေါင်းမယ်နော်ဘယ်လောက်လဲ6 ခွန်ကို6နဲ့ပေါင်းတော့3နဲ့နော်အဲ့တော့3နှက်ခတ်ဒီက9တဲ့ဩပရိတ်3ကို3နှက်ခတ်9တဲ့3ငါချိန်ပဲပရိတ်က3ဆိုတော့ခဏနှစ်ကွက်ထွက်မယ်နော်ဒါလေးထွက်လာမလဲဒီမှာတစ်ကွက်3တုံညာတစ်ကွက်ရမယ်နော်85လို့တစ်ကွက်ရမယ်ဒါပဲဒီနှစ်ကွက်ဒါအားမယ်နော်ဟာ3ပရိတ်နဲ့3ငါအချိန်ဒါမနေ့ပြန်ညနေပိုင်းကိုအားမယ်ခဏ နော်ဘယ်ညနေအားမဲ့ခဏမိတ်ဆွေတို့ရေကဲအဲ့တော့အာမလေးစင်ပြကြပါသေးလို့နော်ညမိတ်ဆွေများစိတ်အချမ်းသာညကိုဦးချမ်းသာညပြည့်စုံကြပါစေဟာလားလူအစမ်းလိုက်လေတလုံးတော့ပြည့်ကြပါစေလို့နော်ကဲဆရာတော့အကောင်းဆုံးလေးတွေတော့ရှာဖွေကြိုးစားပေးလိုက်ပါပြီနော် အဲ့ဒါမနေ့နှစ်ကွက်ညနှစ်ကွက်ဖြစ်သွားပြီနော်ဒီမှာမနေ့ပိုင်းနှစ်ကွက်ကခုနကတော့ဒီမှာတလီတကူညနေပိုင်းက3:00ည5:00ဟာလားအာမယ်ပေါ့နော်ညနေပိုင်းအဲ့တော့တလီတကူ3:00ည5:00ဒီကောင်ကောင်အာမယ်ဟဲ့လားအာမယ်နော်ဒါတော့ ဘယ်အခွက်ကိုမိန်တယ်မလဲတင်ကျင်တဲ့အခွက်ကိုမိတ်ဆွေလို့မိန်တယ်နော်ဒီဒီအောက်ဒီညက်နေပဲဟာပြောတာနော်ဒီမနေ့ပိုင်းကတော့ဒီမှာတဲ့ပဲတွေ့လားနော်ကဲအားလုံးကဆင်ပြေကြပါစေစိတ်အချမ်းသာကြီးကိုယ်အချမ်းသာကြီးပြည့်စုံကြပါစေလူဝင်ဆန္ဒတွေတလုံးတော့ပြည့်ကြပါစေနော်ကဲအဲ့တော့မိတ်ဆွေလို့ညံရှိသလိုတုံးပြီးတော့ဆရာတော့တွေ့တာမြင်တာလေးညှဝေပေးလိုက်ပါတယ်ဟုတ်လားကဲနောက်ပြန်လေအကောင်းဆုံးလေးအခုလူလေးစိုက်လေးလေးပေါ့နော်အကောင်းဆုံးလေးတွေဆရာဆက်လက်ကြိုးစားရှာဖွေလိုက်ပါဦးမယ်လို့နော် ဲ့တော့နမညာနေကိုဒီလိုအနီးကလေးတွေတွေ့လို့စိုက်လေးတွေကောင်းရင်ဆရာတင်ပေးမယ်ဟုတ်လားထပ်ပြီးတော့နော်အနီးကလေးတွေတွေ့လို့ရှင်စိုက်ကောင်းလေးတွေပေါ့နော်ဒီလိုအနီးကလေးတွေဟုတ်လားဒီနားလေးတွေတွေ့ရင်ထပ်တင်ပေးမယ်မတွေ့ရင်တော့မတင်တော့ဘူးပေါ့နော်ဒါတနေ့ကုန်စားအပြီးပဲကောင်းတာကတော့မရှိဘူးဘယ်လိုပြောမလဲအဲလေးခွက်လုံးတနေ့ကုန်ရောသမမွေပူကောင်းလိုက်မယ်နော်မနေ့ဟာညညမနေ့ဖြစ်သွားတတ်တယ်နော်ဆရာကဏ္ဍနေဆရာဆိုင်နေအဲ့လိုတွေဖြစ်တာများတယ်နော်ကဲအားလုံးပဲဆင်ပြေကြပါစီဗျာ 拜拜。Bye bye.